အားလုံးပဲမင်္ဂလာပါ Hopean Door Education မြန်မာ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ယနေ့ Illustrator ကိုအသုံးပြုပြီးတော့အခြေခံပုံစွဲနံပါတ်၄အဖြစ် Wi-Fi ဖြာထွက်နေတဲ့ပုံလေးကိုဆွဲပြတော့မှာဖြစ်ပါတယ်အသုံးပြုမဲ့ Tools တွေကတော့ Test Tool တော့မယ် Object Tool တော့မယ် test ကတော့အစာရိုက်တာဖြစ်စာရိုက်ဖို့ပဲဒီ object တူတာဒီစာရိုက်တာရဲ့စာတွေ object တွေပေါ့အဲ့ဒါတွေကို group ဖွဲ့ဖို့ဖြစ်ပါတယ် group ဖွဲ့ဖို့ပြီးလို့ရှိရင် effect အသုံးပြုပြီးတော့ web မှာရှိတဲ့အာဆိုတဲ့ဖြာထွက်နေတာလေးကိုအသုံးပြုသွားမှာဖြစ်ပါတယ် ဒီ oil လေးကိုကျတော့ sawine tools လေးတစ်ခုယူပြီးတော့ဆွဲပြပါမှာဖြစ်ပါတယ်။ဆာဆွဲပါမယ်။အရင်ဆုံး sawine လေးတစ်ခုဆွဲလိုက်ပါမယ်။အဲ elip tool ရေးမယ်။ sawine ဆိုတော့ shift key လေးနေရတယ်ပါ။အဲဆိုရင် sawine ပုံစံလေးဖြစ်သွားပါမယ်။ဒီထဲကိုအယောင်ကအဝါအယောင်လိုချင်တာဆိုတော့ ခါရဲ့အမအရောင်ဖြေးလိုက်ပါမယ်။ပြီးရင်သူရဲ့ stroke ကိုလည်းတစ်ခါရဲ့ stroke ကိုအရောင်ကိုလည်းတစ်ခါရဲ့အမအရောင်လည်းပါမယ်။ဒီ selection တူရေရေဟုတ်ပြီဒီထဲကို wifi ဆိုတဲ့စာလေးရိုက်ပါမယ်ဟုတ်ကဲ့အတေးဖြစ်အကြီးအကြီး caps lock ကိုရိုက်လိုက်ပါမယ် ဆက်လက်ဆုံးတွေ့ရလို့ပြောတယ်ဆိုပြတယ်လေချော်ရတာဟင်ဒီလိုမျိုး၄တောင်းလေးပေါ်လာပြီဆိုသူကိုရွှေ့လို့ရပါတယ်ဒါအောက်ကိုရောက်နေဆိုတော့ right click နေပြီးတော့ arrange မှာ send forward ကိုနေလိုက်ပါသူ့ဘက်ဒီမှာအရင်ကြီးနေပါတယ်အဲ့ဒါဆိုလို့ရှိရင် form size ကိုနည်းနည်းလေးတင်လိုက်မယ်။ဒီ7နှစ်ကနေ60လောက်ပေါ့။ အဲ့ဒါကိုဒီအပေါ်ကနေဖြာထွက်တာလေးလုပ်ဖို့ပဲ copy ကူးပါမယ်ဒါဒီစလုံးကိုပဲ control c control v နဲ့ပြီးပြီးတော့ပေါ်မှာ not that wifi ဆိုတာလေးတက်ဖြေပါမယ်ဒါကို ခနေလေးဖောင်းနေလေးကြီးချင်တယ်အဲသူဖောင်းချင်လာဆိုဆလရှင်တူကိုရွေးပြီးဒါရွေးထားပြီးသားဖြစ်သွားပြီဒီမှာ90နဲ့လောက်ထားပြီးလိုက်မယ်ပြီးရင်သူ့ရဲ့ဒီဖောင်းကိုအမဲအောင်မဟုတ်ဘူးအပြာအောင်လေးပြောင်းနေတော့တကားရဲ့ဒီမှာအပြာအောင်လေးပြောင်းလိုက်ပါမယ်ဟုတ်ပြီဒီလမ်းလေးကလေးဖြတ်ထားပါ ဒီသုံးခုဖြားထားတော့မှာဖြစ်ပါတယ်အဲဒါ control c control v နောက်တစ်ခုဒီအရေးအကုန်လုံးကိုလေတဲ့တဲ့ကြာကြလာဖြစ်တဲ့အတွက် selection 2ကိုရွေးမယ်အားလုံးကိုဒီတောင်းအောင်လေးစားပြီးတော့ selection ရေးပြီးတော့ center ဒီ align ပေါ့ horizontal align center ကိုနေလိုက်ပါအားလုံးလေကိုရောက်သွားပါလိမ့်မယ်ဒါတော့ဆီလိုကမဖြစ်လေဒီနှစ်ခုကို ဂရုထပ်ဖွဲလိုက်ပါမယ်ဒီရနေနဲ့ထရှုဟုတ်ပြီဒီ wifi ဒီ3ကြောင်းပေါ့အဲ့ဒါကိုတက်တက်ဂရုဖွဲမယ်ဒီလိုရှိရင်ဒီ effect ကိုတော့မယ် wrap ပါပါကိုတောင်းလိုက်ပါမယ်ဖြတ်ထားပါမယ်50%ပေါ့ ဒီကကျတော့ horizontal ကိုဒီအပေါ်ကိုဖြတ်ထွက်တာဒီ vertical ကနှိမ့်လိုက်လို့ရှိရင်ဒါပေဘေးဘေးကိုဘေးကိုဖြတ်ထွက်သွားပါလိမ့်မယ်ခုက horizontal စမ်းပြမှာဖြစ်တယ်ဖြစ်ပါတယ်50အဲ51လောက်ဟုတ်ပြီ okay okay နေလိုက်ပါ လို့ရှင်ဒီအားလေးကိုအပေါ်မှာတိုးပြလိုက်ပါမယ်ကဲအဲ့ဒါဆိုရင် wifi ဖြာထွက်တဲ့ပုံစံလေးစမ်းကြည့်ပြီးတော့ကိုယ်ကဆွဲရှင်းလိုက်ပါဒါအားလုံးကိုဆက်လက်ရှင်းပြီးနေပြီးတော့ group ထပ်ဖွဲ့ပြီးတော့ copy paste နဲ့ ေးသေးလေးတစ်ခုပေးမှာခြုံကြည့်ရပါဒီလေးချင်ကတော့ဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်